အယိုးရောင်မကြံအောင်ဝါစရတဲ့တကယ်မိစာတတဝါမိတ်ဆွေတို့ကတ်တွန်းကားတွေထဲမှာလေးပွေလိုလေပြီးရအားအလုံးကိုတွေ့ရကိုက်ဖြတ်စားတော့တတ်တဲ့ထက်ဆိုတဲ့ဇက်ကောင်ကိုမှတ်မိကြမှာပါဒါပေမဲ့ဒီကတ်တွန်းဇက်ကောင်ရဲ့နောက်ကွယ်မှာအပြင်းမာတကယ်ရှိနေတဲ့သူ့ထက်ပိုကျမ်းပြီးတော့ပိုကြောက်ဆရာကောင်းနဲ့တရဝရကောင်အကြောင်းကိုဒီနေ့ပြောပြပေးသွားမှာပါသူရဲ့နာမည်က Tasmanian Devil နာမည်တိုင်းမဲ့တကယ်မိစာလို့တင်စားရလောက်တဲ့တတ်တဝါပါပဲ Tasmanian Devil ဟာ ။ Australia နိုင်ငံရဲ့တောင်ဘက်က Tasmania ဆိုတဲ့ကျွန်းမှာနေထိုင်ကြတဲ့ကမ္ဘာအကြီးမားဆုံးအသားစားတားပိုက်ကောင်တွေဖြစ်ကြပါရီ။သူတို့ကဘာကြောင့် Devil လို့ခေါ်ရတာလဲ။အကြောင်းရှိပါရီ။ညာဘက်ဒေါနက်ထဲမှာသူတို့ရဲ့စူးရှားကြောက်စရာကောင်းတဲ့အော်ဒန်ကြီးကိုကြားလိုက်ရတဲ့အခါငရေကလာတဲ့မိစားတကောင်ရဲ့အော်ဒန်လို့ထင်မှန်မှားနိုင်တာကြောင့်ပါပဲ။သူတို့ရဲ့အော်ဒန်တစ်ခုတည်းကပဲကြောက်စရာကောင်းတာမဟုတ်ပါဘူး။သူတို့ရဲ့မေးရိုးတွေပါ။ခနာကိုအရွယ်စားနေနိုင်ရှင်ရင်ကဘာဘောကအကြိုက်အားအပြင်းဆုံးနိုးတိုက်တတ်တော်ရီထဲမှာသူတို့ကထိတ်ဆုံးကပါဝင်ပါရီသူတို့ရဲ့အကြိုက်အားက အယူတွေကိုတော့မုံချုပ်သွားသလိုအလွယ်တကူကြိတ်ချေပြင်နိုင်ပါ ರಿ သူတို့ဟာအသေးကောင်တွေကိုစားတောက်တဲ့အခါအသားအယိုးအရေကွန်အမွေဘာတစ်ခုမှမချမ်းမဲအကုန်စားတောက်ကြပါ ರಿ ဒါကြောင့်လေသူတို့ကိုတဘာဝရဲ့တန်ရှင်ရေးသမားတွေလို့ခေါ်ကြတာပါသူတို့ကြောင့်ပေါဝင်းချင်မှာအတီကောင်တွေကနေယောဂပိုးတွေပြန့်နှံ့မလာအောင်ကာကွယ်ပေးပါရီဒီလိုကျန်းတဲ့ပုံရိပ်တည်းရဲ့နောက်ကွယ်မှာတော့သူတို့ရဲ့ဘဝဆက်ကြောင်းကတနာစီယာအန်ဩစီယာတွေနဲ့ပြင်းထန်နေပါရီ Tasmanian Devil အမတွေဟာတစ်ချိန်မှာသားပေါက်လေးအကောင်20ကနေ30အထိမွေးဖွားနိုင်ပါရီ ဒါပေမဲ့အဲ့ဒီတားပေါက်လေးတွေဟာစံစည်းတစ်စည်းစာလောက်ပဲအရွယ်အစားရှိပြီးမိခင်ရဲ့1/8ထဲကနူဒီကောင်း၄ခုစီကိုအသေးလေးပြေးလွှားပြီးနေရာလူကြာရပါလိမ့်။အားကောင်းဆုံးနဲ့အလင်းမြန်ဆုံး၄ခေါင်ကသာအသက်ရှင်ခွင့်ရပြီးကျန်တဲ့ခေါင်တွေအားလုံးကတော့အစာငတ်ပြီးသေဆုံးသွားကြရတာပါပဲ။ဒါဟာတော်ရိုင်းတဘာဝရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့ရှင်တန်ချင်းပြိုင်ပွဲပါပဲ။လက်ရှိမှာတော့ဒီထူးခြားတဲ့မိစာလေးတွေဟာမျိုးသုံးတော့မဲ့အန်နီယန်နဲ့ရင်ဆိုင်နေရပါလိမ့်။သူရဲ့အသက်ကိုချိန်ချောင်းနေတဲ့တရက်ခံကတော့တခြားသူမဟုတ်ပါဘူး။ ဒဗဲဖစ်ရှဲကျူမာဒစီစ်လို့ခေါ်တဲ့ကူးစက်နိုင်တဲ့ကန်ဆာယောဂါတစ်မျိုးပါဒီယောဂါဟာသူတို့အချင်းချင်းအစာလူရင်ရံဖြင်းကြိုက်ခဲကြရတာကနေတဆင့်ကူးစက်တာပါအဲဒီယောဂါဖြစ်ပြီဆိုရင်မျက်နှာနဲ့ပါးစပ်နားတစ်ဝိုက်မှာကန်ဆာအကျိတ်တွေထွက်ပေါ်လာပြီးနောက်ဆုံးမှအစာမစားနိုင်တော့ပဲငတ်မို့ပြီးသေဆုံးကြရပါလိမ့်ဒီယောဂါကြောင့်ပဲလွန်ခဲ့တဲ့နှစ်20အတွင်း Tasmanian ဒဗဲအရေအတွက်ရဲ့80ရာခိုင်နှုန်းကျော်ဟာပျောက်ကွယ်သွားခဲ့ပါပြီဒါပေမဲ့မျှော်လင့်ချက်တော့ရှိပါသေးတယ်။လက်မှတ်ပညာရှင်တွေနဲ့တလိမ့်ဆန်ထိန်းသိမ်းသမားတွေဟာ ကျမတို့ရဲ့တပည့်တွေကိုတီးတန့်ခွဲထုတ်ပြီးယောဂကင်းမဲ့တဲ့နေရာမှာမျိုးပွားစေခြင်းအပြင်သူတို့ကိုမျိုးဆက်မပြတ်အောင်အသေးအတန်ကြိုးစားကယ်တင်နေကြပါလိမ့်။ဒါကြောင့်မလို့ Tasmanian တပည့်ဆိုတာကြောက်စရာကောင်းတဲ့မိစားတကောင်ဆိုတဲ့ပုံရိပ်ထက်ရက်ဆက်တဲ့သဘာဝတရားနဲ့ကြောင်းမတ်ဖွဲ့ယောဂဆိုကြကနေရှင်သန်မှုကြိုးစားရုန်းကန်နေရတဲ့ကမ္ဘာထူးခြားမွေနေ့တစ်ခုအဖြစ်ကျွန်တော်တို့အားလုံးကတံပိုးထားသိမြင်တယ်မာရီ။သူတို့ရဲ့ကြောက်စရာအော်တန်နေဒေါနက်ထဲမှာထာဝရတည်တတ်နေဖို့ဆိုတာလူသားတွေရဲ့ကြိုးပမ်းမှုအပေါ်မှာအများကြီးမူတည်နေပါလိမ့်။ ဒီနေ့ဗီဒီယိုကိုစိတ်ဝင်စားကြမယ်လို့မျှော်လင့်ပါရပြနောက်ထပ်ဘလို့ထူးဆန်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးစေခြင်းလဲဆိုတာကိုမမရေးသွားခဲ့ပါဦး channel ကို subscribe လုပ်ထားဖို့အတွက်လည်းမမေ့ပါနဲ့ဦးမြအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ